တခိတခါကလှလျန်းတော့အောင်မြင်ခဲ့တဲ့အပြင်ခုချိန်ထိပြိသက်အခိုင်အမာရှိနေစေဖြစ်တဲ့အဆိုတော်ခင်မောင်သူရဲ့ချွေရောင်ဂီတညဖျော်ဖြေပွဲမှာခင်မောင်သူနဲ့အတူ မေဆွေမေခလာစိမ့်မမှုဟိမာနေဝင်းကော်နီနဲ့စန်းတစ်လာတို့ကပါဝင်တည်ဆိုခဲ့ပါတယ်ဂီတတတန်40ကျော်အားပေးခဲ့တဲ့ပြိသက်တွေအတွက်တချင်းပုံပေါင်း40ဖျော်ဖြေပေးခဲ့ပါတယ် တကူတော်ပွဲကျင်းပဖို့လုံခဲ့တဲ့နှစ်နာလောက်ကလေးကတင်ဆင်ခဲ့တဲ့ခင်မောင်သူဟာနှစ်ပေါင်း60ကျော်ကကျင်းစာသားတွေကိုမမေ့အောင်တရားပြင်ဆင်ခဲ့ရပါတယ်။အင်းရောကံဆုံးမရှိလို့လေလူညံ့တဲ့လူကြီးကပြောပြတော်တယ်။အတွေ့အကြုံလို့လည်းဖြစ်စရာတွေအချင်းအပုတ်40ဖြစ်ပြောသားမယ်။နှစ်40ရဆိုလို့လေအဲ့လို program လုပ်ထားတယ် ဟိုးတော့သချင်းလေးတွေအကုန်လုံးပါတယ်။ပွဲတိုင်းလေဒီဒီလိုပွဲမျိုးရဲ့လို့မဟုတ်ဘူး။ဟိုဟို stage show ဆိုရမယ်ဆိုတိုင်းအဆိုတော်တွေအကုန်လုံးကတော့နည်းနည်းတော့ဟိုစိတ်လှုပ်ရှားကြတာပဲလေ။အဲ့ဒီလိုစိတ်စိတ်လှုပ်ရှားတဲ့အပိုင်းလေးတွေတော့ရှိတာပေါ့နော်။ဟိုတို့ထွေထွေဒူးဒူးကြီးလှုပ်ရှားတဲ့အပိုင်းတော့မရှိဘူး။ဟိုအခက်အခဲတစ်ခုရှိတာ။ဘုံငယ်လေးအနည်း40ရာသချင်းနေဆိုတော့တချို့သချင်းတွေကတခါမှမဆိုဘူး။အဲ့အတွက်ကို monitoring deliberator လို့ဟာမျိုးလေးအဲ့အဲ့ဒီ system လှုပ်ထားတယ်။အဆိုတော်ကင်မောင်သူဟာဒီကတတန်နှစ်40ကျော်အတွင်း တကူရောတေးစီရီဘောင်း၁၈ဂွေထွက်ရှိခဲ့သလိုနောက်ဆုံးအနေနဲ့ဟိုဖက်ကန်းကကောင်မလေးဆိုတဲ့ဒီအေဗန်ကိုဖျက်ဆီးထားတာဖြစ်ပါတယ်။ဒီပွဲမှာပါဝင်ဖျော်ဖြေခဲ့တဲ့မိခလာကတော့ခင်မောင်သူ့ကိုအတန်အားကောင်းသူတစ်ယောက်ဖြစ်ဒီစားနေသူတစ်ယောက်ပါ။အဲဆိုတော့ခင်မောင်ခင်မောင်သူဆိုတာလေ တကယ်နာမည်ကြီးခဲ့တဲ့အဆိုတော်တယောက်ပါအတန်အားလေးကောင်းတဲ့ force အားကောင်းတဲ့ဆိုတော်တယောက်ဖြစ်ပါတယ်။သူ့ကိုချစ်ကြရောလေးစားပြီးသားပါ။သူ့ပွဲဆိုတဲ့ရကြောင်ချစ်ကြရောမငင်းမနဲ့လာရောက်သူဆိုခြင်းဖြစ်ပါတယ်။အမှုပညာလုပ်ငန်းကိုလုပ်ရင်းနဲ့အဲကျမချမ်းသာပြီးအသက်ရှင်နာခဲ့ပါစေလို့ချစ်ငယ်ဆုတောင်းနေ။ပွဲကိုလာရောက်အားပေးခဲ့တဲ့ဒေါ်ဂျီဂျီအေးကလည်းခင်မောင်သူကိုငငယ်ကလေးကကြိုက်နှစ်သက်ခဲ့သူပါ။ခင်မောင်သူရဲ့ခြင်းကိုကြားတာနဲ့တိုင်းမဆိုးပဲမနေနိုင်သူတယောက်လည်းဖြစ်ပါတယ်။ ကိုကမောင်သူကလေမမတို့ဟိုဟိုဟို high school အချိန်ခါမှာဆိုရင်ကိုကမောင်သူကအရန်ကြီးပန်းစားတယ်လေနောက်ပြီးတော့သူ့တချင်းတွေကလိုက်ဆိုလို့လည်းအရန်ကောင်းတယ်ကိုကမောင်သူရဲ့အတန်ကိုကလေအရန်ကောင်းပြီးတော့နားထောင်လို့လည်းကောင်းတယ်မမတို့ကသူ့ရဲ့တချင်းတွေကိုဟိုကြားပြီဆိုလို့ရှိရင်သူ့ရဲ့တချင်းတွေကိုမစိုးဘဲမနေနိုင်လိုက်ကိုစိုးရတယ်အဲ့ဒါကြောင့်မို့ကိုကမောင်သူအခုမှအနှစ်40မမရဲ့အသက်တော်မှာ90ကျော်ပါပြီအဲ့ဒီအချိန်မှာမှသူကပွဲတော်ဝဲလောက်တာဆိုတော့ရအောင်လားအားပေးရလား